စော့ဖော်လေးရဲ့ဆက်မှာတော့ကိုချင်းတယောက်မကြီးမငယ်နဲ့အယုတ်တွေကောက်နေပြီးပတ်ဆက်မဲ့ကုန်နေပြီးအယုတ်ကတော့မရသေးပါဘူးအယုတ်ကမတော်တဲ့ကိုချင်းကိုဘေးရကလေးဆရာလာလုံးနေပြီးဖင်ကောင်းစတာတဲ့ကလေးကိုကိုချင်းလည်းကြီးမရလို့အယုတ်ကခွန်လိုက်ကကလေးကလည်းပါလီပါချက်ဟုတ်မနေပဲအယုတ်တယောက်ကောက်နိုင်ခဲ့ပါတယ်ကိုချင်းလည်းကလေးစီအယုတ်ကိုယူလိုက်ပြီးကလေးကိုတော့မဟုတ်ဝကျွေးလိုက်ရပါတယ်ထပ်ပြီးကလေးကသူ့လောက်မတော်တဲ့ကိုချင်းကိုအယုတ်ကောက်ရင်ပတ်ဆက်9000နဲ့မှအယုတ်တယောက်မရရင်မကောက်နဲ့လို့ပြောကသူ့လောက်အရေးချင်းမရှိတဲ့အတွက်ပတ်ဆက်မဖြုံဖို့ပါပြောလိုက်ပြီးကိုချင်းကတော့ပြုံးနေအောင်ပဲတက်နိုင်ခဲ့ပါတယ်ကန်ကျော်ကတော့မင်းကသူစားအောင်ကြံငယ်လို့ပြန်သွားယူတဲ့အချိန်ကိုချင်းနဲ့ဘိုးကြီးကတော့စကားပြောနေအောင် ခိုးနှားထောင်နေပြီးကိုချင်းကဆန်အောင်ကိုဖမ်းမခံရအောင်မေဖြစ်သူနဲ့နည်းနည်းကြားပို့လိုက်ကြောင်သိရှိသွားခဲ့ပါတယ်။ခါကျော်ကတော့ဘလောက်ပဲလူသားဆန်နေပြောပြောဆန်အောင်ကတရားခံတယောက်ဖြစ်တာကြောင့်တရားခံကိုထွက်ပြေးအောင်ကိုညီပေးတာရာဇဝတ်မှုမြောက်ပြီးထောင်နဲ့သုံးနေပါကြားနေတာကြောင့်ဥပဒေကိုလေးစားမှုမရှိတဲ့ကိုချင်းပေါ်ယုံကြည်မှုပြပြလာခဲ့ပါတယ်။ဒါတွေကိုခါကျော်တယောက်တန်းစီကလည်းပါစစ်စာတွေ့တော်နေတော့အပြင်ကနေမီနာကစိုက်ကယ်စီးတရားပဲဆိုပြီးမြန်မြန်ထွက်ခဲ့ဖို့ခေါ်လာကြောင်ရေမွေးတွေမြန်မြန်ဆွနေခဲ့ပါတယ်။အတွေ့အထိမှာတော့မီနာနဲ့နှစ်ယောက်အတူတူစူပါကတ်စီပြီးမျိုးပတ်နေပေမဲ့လက်တွဲမှာတော့ဆိုင်ငံတောက်ကိုတော့မနေဖြုံးနေရလို့မီနာကဆဲနေခဲ့ပါတယ်။စာမာတော့ပါတကူမြ ောက်ပေမဲ့ဆိုင်ငယ်စီရဲ့နေရာမှာခြာနေတဲ့ခန့်ကျော်မီနာသူ့ဖွာလောက်တော့အဖြစ်မရှိဘူးလို့ပြောတာကြောင့်ခန့်ကျော်လည်းခံပြင်းနေခဲ့ပါတယ်တရားလူကြီးလုံးမခန့်ကျော်လည်းစူပါကက်ကိုဖိုက်တာလို့မောင်းနိုင်အောင်မီနာစီမှာတင်နေရပါတယ်ကိုချင်းကတော့မီနာရဲ့ညီမလေးစီလာလဲခဲ့ပြီးကလေးကောက်ခဲတဲ့အယုတ်ကိုသူ့အယုတ်ဆိုပြီးဘော်လီလောက်ကမီနာညီမလေးကိုအယုတ်လက်ဆောင်ပေးလိုက်ပါတယ်မီနာကတော့လက်မှတ်တန်းရရနေရာကြောင့်ဈေးကမ်းမှာတန်းရကိုအစိမ်းချုပ်နေရပါတယ်ခန့်ကျော်ကတော့ကိုချင်းရဲ့တရားကံဝတ်ထားတဲ့ကိစ္စကိုပဲစဉ်းစားနေပြီးကိုချင်းကတော့ခန့်ကျော်တယောက်အသေးစိတ်မကတ်လို့ဆူနေခဲ့ပါတယ်အဲ့ဒီဆိုင်နဲ့ကိုဖိုးကြီးတယောက်ကရောက်လာပြီးဖိုးကြီးကလည်းရောက်လာတဲ့ကိုချင်းရဲ့မိဖို့ကြောင့်စစ်တော့ကြော်မုတ်ချန်နေရ ောက်တွေ့သွားပြီးကန်ကြောအပြေးဝခိုင်းလိုက်ပါတယ်ကန်ကြောလည်းဖိုးကြီးကိုမြေဘူးတလို့လို့ရှိနေပြီးဖုံးထုတ်ပြီးစစ်ကြီးမှဖိုးကြီးကနည်းနည်းရမှုပဲဘီလီယံတထည်ဘက်ဖြစ်ကြောင်းသိသွားကဒီလိုတထည်ကကိုရင်းစီပါလာလောက်တာလဲလို့စဉ်းစားနေရင်ခါလာမှုကင်ပြောတဲ့ကိုရှင်းမှဆက်သွဲတားပေါ်တယ်ဆိုတဲ့စကားကိုပြင်မြောင်ကကိုရှင်းအကြောင်းကိုပိုသိချင်သွားခဲ့ပါတယ်တထည်ဘက်ပြန်သွားရတဲ့ဒိုဘေဆိုင်ကဘိုးတော်ကရောက်လာပြီးစောနဲ့သွားတွေ့မလို့ဖြစ်ကြောင်းကိုရှင်းကလည်းပြောပြနေခဲ့ကကိုရှင်းကလည်းအသက်ကြီးမှငယ်မှုပြန်နေတဲ့ဘိုးတော်ကြီးကိုသဘောကျနေခဲ့ပါတယ်မီနာကဒလီပေါ်ပေါ်ကိုရှင်းဆိုင်ရှိကတရုတ်စားတော့ဆိုင်မှာလည်းလုံးလုံးနေပြီးကိုရှင်းကမီနာရှိကတရုတ်ဆိုင်မှာရှိတော့ကိုရှင်းနဲ့ခန့်ကျော်ကသွားခဲ့က ကိုချင်းကမီနာလက်ကိုကင်လက်ပြီးမီနာနားရဲပုံစံနဲ့ယုံပြီးဒလီသွားဖို့ခဲ့ပါတယ်ကိုချင်းကိုမီနာရဲ့ညီမလေးကမီနာလက်မှာချုပ်ရရှိတယ်လို့ပြောကကိုချင်းကမီနာကိုမေးမီနာဖြေမှာမဟုတ်လို့မီနာကိုဒီလိုလာခဲခတ်တာဖြစ်ပါတယ်ကိုချင်းကတယောက်စားသောက်ဆိုင်ပါရှေကိုဒီတလောရောက်ရစစ်ပီလာလို့မေးတော့ဆိုင်ငယ်ကဖောက်တဲ့တယောက်ကလွယ်ရင်အကုန်စင်ပြေတယ်လို့ပြောကအခုလည်းမီနာကအဲ့ပြဿနာရှာတဲ့ဖောက်တဲ့ကိုဒလီသွားဖို့ကြောင့်ပြောပြလိုက်ပါတယ်မီနာကတော့ဒလီလာဖို့ရဲ့အချိန်ဓာတ်လီကပြက်လို့စိတ်ညစ်နေပြီးကြံရံများတဲ့အစုံလေကောင်းကိုပဲတုံးပြီးအပေါ်တက်ရပါတယ်မီနာလည်းပူအမဲအိမ်ကိုရောက်တော့အီမွန်ဒီဇိုင်းနဲ့ဘဲတွေကထွက်လာခဲ့ပါတယ်တော့မှတော့ကိုချင်းတို့စကားပြောနေ တော့တရုတ်ဆိုင်ပိုင်ရှယ်စီခုနကအီမိုကောင်ကဖုံးဆက်လာပြီးမီနာလာဘွဲ့ရဲ့စားတောက်တွေကပွားနေတယ်လို့ပြောကကိုပလေးတက်နေခဲ့ပါတယ်အီမိုကောင်ကလည်းမီနာကိုတမင်သက်သက်နှိမ့်ဆက်ချင်လို့ဒီလိုလုံနေရဖြစ်ပြီးမီနာကစားတောက်တွေအတွက်ငွေပြန်အပေးမဲ့ပြောတော့စိတ်တူသွားပြီးမီနာကိုဆွဲလိုက်ရလာလို့ကမီနာလက်ကအနောက်ထိတော့လို့မီနာလည်းအတင်းယုံကံပြီးထွက်လာခဲ့ပါတယ်ကိုချင်းကလည်းတရုတ်ဆိုင်ပိုင်ရှယ်ကိုအီမိုကောင်နောက်တဲ့နောက်ဆက်ရင်သူ့ကိုတတိပေးဖို့ပြောလိုက်ပြီးဒီကိစ္စကိုတော့မီနာကိုမပြောဖို့ရှုဝခိုင်းနိုင်ပါတယ်ရက်စကန်မှာတော့စောရရတို့ပြန်ရလာတဲ့ရွှေလာကိုလောဘကာရက်တွေကကြုံဆုံလိုက်ကြပြီးရွှေလာကတော့တတိဖိုင်နဲ့တိတ်စီသားရဲ့လော်ကာရီထဲကစာအုပ်တုပ်ကိုယူလိုက်ပါတယ်ကိုချင်းကတော့မီနာ ောက်စိတ်မချလို့ဒလီလိုက်ပုတ်ချိန်ခံကြောကိုလက်ခိုင်းလိုက်ပြီးခံကြောကတော့ GPS ထုတ်နေပေမဲ့ဒီရက်ခွဲငွေမွေးချက်ပေါင်းမီနာကတော့လမ်းကျွလမ်းကြားတွေကနေမောင်းပြလိုက်တော့အချိန်ကုန်တက်တာလို့ခံကြောလက်ဆရာကြီးမလုပ်တော့ပဲပါဇက်ပိတ်နေလိုက်ပါတယ်ကိုချင်းကတော့လူတယောက်ကစောင်းကြည့်နေခဲ့ကကိုချင်းကတော့သတိမထားမိခဲ့ပါဘူးရွှေလာကတော့ကိုချင်းရဲ့သားတက်ခဲရတဲ့ကစားကွေးမှာနောင်တရပွဲလက်သားမိုင်မိုင်နေခဲ့ပါတယ်ကိုချင်းရဲ့ဆိုင်ကိုအုတ်ထုတ်ဆောင်ထားတဲ့ဘဲတပွေကကြက်ကြော်လာစားနေခဲ့ပါတယ်တကယ်တော့ဒီဘဲကကိုချင်းကိုမျက်စိတောက်တောက်ကြည့်နေကြပါပြီခံကြောကတော့မီနာရဲ့လမ်းကြောင်းတိုင်းဒလီပို့ကမြေမြေဆက်ဆက်ရောက်လို့စိတ်တန်းကြနေတော့မီနာစီကိုအီမိုကောရောက်လာပြီးအနိုင်ကျင့်ခဲ့ပါတယ်တကယ်တော့အီမိုကော ါမီနာကိုထထန်းချောင်းကလေးကနိုင်ကျင်ခဲ့တာဖြစ်ပါတယ်။ဒီမော်ကောင်ထိုးမလို့လောက်နေတော့ခံကြောကရောက်လာကနှစ်ချက်လောက်ပြင်လိုက်ပြီးမီနာကိုခေါ်ကပြန်ထွက်လာခဲ့ပါတယ်။အောက်ရောက်မှမီနာကကြက်ကြော်ဖို့မတောင်းခဲ့ရဘူးလို့ပြောနေတော့ခံကြောကဒီမော်ကောင်ကမီနာကိုချောင်းကလေးကနိုင်ကျင်ခဲ့တာမှန်သိသွားကဒီမော်ကောင်ပြေဖို့မီနာကိုအရင်ပြန်လွတ်လိုက်ပါတယ်။မီနာကတော့ဒီမော်ကောင်ကစိုက်ကိုပတ်မလို့သွားမလို့ဖို့ပြောပေမဲ့ခံကြောကသူ့ဟာရဲတက္ကသိုလ်မှာစိုက်ကွန်ကိုခပတ်နဲ့ရထားတာလို့ပြောလိုက်ပြီးကြက်ကြော်ဖို့ရတာနဲ့ပြစ်စစ်လာခဲ့မယ်လို့ပြောလိုက်ပါတယ်။ခံကြောလည်းဒီမော်ကောင်ရဲ့တကားပေါ်ရောက်မှစိုက်ကိုပတ်ဆိုတာကိုမီနာပြောခဲ့မှန်သတိရသွားပြီးကြက်ကြော်ဖို့လောက်နဲ့အသက်မရင်ချင်ဘူးလို့တွေးမိပြီးပြန်လာခဲ့က လေကားရောက်မှာပဲအီမိုကောခေါ့ဝရင်တုံးနဲ့ဝင်တွဲကခံကြောတရားမောက်သွားခဲ့ပါတယ်မီနာနဲ့ကိုရှင်ကတော့ခံကြောကိုဖုံးဆက်လို့မရတော့တာကြောင့်မီနာစိတ်ပူနေပြီးအီမိုကောကိုအိမ်ဘက်ကိုထွက်လာခဲ့ပါတယ်ကိုရှင်ကလည်းအရေးကြီးကိစ္စပေါ်လာလို့ဆိုင်နဲ့အဲ့တဲကိုစားနေတဲ့ကြက်ကြော်ပါပါဆက်ထုတ်ပေးလိုက်ပြီးဆိုင်ုံပိတ်ကခံကြောကိုကယ်ဖို့လှုပ်လိုက်ပါတယ်ခံကြောတော့အီမိုကောကားနောက်ဘုံထဲမှာပိတ်ထားပြီးကားကိုကားတင်ချိုင်ပို့လိုက်ပါတယ်မီနာနဲ့ကိုရှင်လည်းခံကြောကိုပိတ်ထားတဲ့ကားနောက်လက်ခဲ့ကြပါတယ်ခံကြောကတော့ကားထဲမှာသတိပြန်ရလာပြီးငယ်တမ်းမအောင်အော်နေပေမဲ့ကားတင်ချိုင်အကောင်ကအကြက်တထားကြောင့်ခုံပြောင်းအောင်ကြားဖြစ်နေခဲ့ပါတယ်ကိုရှင်နဲ့မီနာလည်းကားတင်ချိုင်မှာခံကြောကိုချာနေတော့ ်။ဟောတန်ကြားအကြောင်းသွားကြည့်လိုက်တဲ့အချိန်ခံကြောရှိတဲ့ကားကိုအစိမ့်စိမ့်အမော်မဖြစ်အောင်လှုပ်ထားတာကိုတွေ့ပြီးအချိန်မီလေးကတင်နိုင်ခဲ့ပါတယ်။ခံကြောကိုစိတ်ပလုံငုံနေတဲ့မီနာကိုခံကြောကဖက်လိုက်ပြီးနှစ်သိမ့်ပေးနေခဲ့ပါတယ်။ကိုရှင်းကတော့ကားတန်ကြားရဲ့ဝန်ထမ်းတွေကို CCTV မှတ်တမ်းတောင်းကြည့်ပေးမယ်အကုန်ဖျက်ခံထားရတာကြောင့်ကျန်ရများတဲ့ဆုံးကိုဟကာကိုလမ်းမီးကူညီတောင်းလိုက်ပါတယ်။ခံကြောကတော့ကောင်းကိုဆေးရုံမှာစိမ့်ချုပ်လိုက်ရပြီးကိုရှင်းကတော့အကြောင်းလည်းမရှိပဲသူ့ဝန်ထမ်းကိုနိုင်ကျင်ခဲ့တဲ့အီမိုကာကိုလက်ဆင့်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ခံကြောကလည်းနီနာပတ်ဝန်းကျင်မှာသူ့ဘာသာလက်တွေလိုက်ဆူဆောင်းနေခဲ့ပါတယ်။ကိုဟကာကတော့သူတင်းမြောက်ကိုရှင်းကိုလမ်းတင်ပေးနေပြီးကိုရှင်းကအီမိုကာကိုသွားဖို့လုပ်နေရအောင်တွေးတဲ့ တွက်ခံကြောကလိုက်မယ်လို့ပြောပေမဲ့ကိုပစ္စည်းကိုနိုင်အောင်ပဲတန်းလို့ပြောကအီမိုကောင်စီကိုကိုရှင်းတယောက်နဲ့ထွက်လာလိုက်ပါတယ်ကိုရှင်းနဲ့အီမိုကောင်အိမ်ကိုရောက်လာပြီးပစ္စည်းလာဖို့ကဖြစ်ကြောင်းပြောလို့အီမိုကောင်ကထွက်ကြည့်လိုက်ပါတယ်အီမိုကောင်ရဲ့ခန်းထဲမှာဝေထုပ်တွေထည့်ထားတာကိုတွေ့ပြီးအီမိုကောင်ကခံကြောသိပြီးထင်းနဲ့နိုင်ငံခြားထွက်သွားဖို့လုပ်နေမှရိမ့်မိလိုက်ပါတယ်အီမိုကောင်ကကိုရှင်းကိုပစ္စည်းမမထားဘူးလို့ပြောလိုက်ပေမဲ့ကိုရှင်းကတော့သူ့ဝင်တန်းကိုနိုင်ချင်းခဲ့တဲ့အီမိုကောင်ကိုချိန်ပြီးပြန်လာလိုက်ပါတယ်အီမိုကောင်ရဲ့အတန်ဖိုင်တွေကိုတတ်တဲ့အနေနဲ့ရလိုက်ပြီးကိုကောင်ကိုလမ်းပို့လိုက်ပါတယ်ကိုရှင်းကတလက်ဆတဲ့အာဂျီမားရဲ့ဘာကိုဝင်ခဲ့ပြီးမနေ့ကသူ့ကြောက်ကြောက်ဆိုင်မှာလာစားတဲ့ဦးလေးနဲ့ဘဲမှာအာဂျီမားရဲ့သမီးပုံကို င်တွေးခဲ့ရပြီးအာဂျီမားရဲ့အဆက်အုံဖြစ်ကြောင်းရိမိတဲ့အတွက်လာပြောခဲ့ပြီးအာဂျီမားတရားအသက်တောင်ထွက်ကျင်သလိုဖြစ်သွားပြီးကိုချင်းကလည်းတတိထားနေဖို့ပြောလိုက်ပါတယ်။ကန်ကျော်ကတော့မီနာကိုဂျီဒီဖြေဖို့စာကူချက်ပေးနေပြီးအီမိုကအနိုင်ကျင့်တာဘလောက်ကြာရလဲမေးတော့မီနာလွန်ခဲ့တဲ့လလောက်ကဖြစ်ပြီးဒလီပို့ရင်ရုတ်တရက်တွေ့ခဲ့ကြောင်းနဲ့တွေ့ရတဲ့အနိုင်ကျင့်တဲ့ကြောင်းပြောပြလိုက်ပါတယ်။ကန်ကျော်ကလည်းမီနာဒီလိုအနိုင်ကျင့်မခံရအောင်ဂျီဒီအောင်ဖြေဖို့ပြောလိုက်ပြီးစာရီချင်းပြနေခဲ့ပါတယ်။စာချက်ပြီးတော့မီနာနဲ့ထမင်းအတူတူစာဖို့ကန်ကျော်ကလုံနေခဲ့ပြီးရုတ်တရက်ကိုချင်းကဖုံးဆက်လာကြောင်းကန်ကျော်လည်းသာသနာဖြတ်တဲ့ကိုချင်းကိုစိတ်တုံနေခဲ့ပါတယ်။ကိုချင်းကလည်းအီမိုကအောင်ကြောင်း ပြောမလို့ခေါ်လိုက်တာဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ကန်ကျော်ကလည်းခွင့်ရရတော့ဆန်းအောင်ကိုပြပပို့တဲ့အမှုကိုပြန်ပေးနေပြီ။တရခိုင်ကိုညီရအတွက်ရာဇဝင်မှုမြောက်တယ်လို့ကိုရှင်းကိုပြောပြလိုက်ပါတယ်။ကိုချင်းကတော့ဆန်းအောင်ကမြို့တော်ဝင်နေတဲ့ထက်လူကြီးတွေကအင်းပြချသားမှုကိုဖော်ထုတ်နိုင်ခဲ့ပြီးကင်းစားတဲ့အတွက်တရားမျှတမှုကိုရှာနိုင်ခဲ့တယ်လို့ပြောပြလိုက်ပါတယ်။ဒါပြီးဆန်းအောင်မိသားဆန်းအောင်ကိုဆုံးရှုံးလိုက်ရရင်သားသမီးနှစ်ယောက်လုံးကိုဆုံးရှုံးလိုက်ရတဲ့မိခင်တယောက်အနေနဲ့လူလောကမှာဘလို့ရက်တိမလဲလို့ပြောလိုက်ကနှစ်ယောက်သားငင်းကုန်နေကြရင်ကိုကကရောက်လာကဒီမော်ကော်ရဲ့ဖေကလွတ်တော်အောင်ဝင်ရှိဆိုသူဖြစ်ပြီးရွေးကောက်ပွဲဝင်ပြိုင်နေကြောင်းပြောပြလိုက်ပါတယ်။အမတ်ဝင်ရှိကမတရားပိုင်ဆိုင်မှုတွေရှိနေပြီးမတမန်မှု ွေလည်းရှိနေကြောင်းပြောပြလိုက်ပါတယ်။ထပ်ပြီးအမဲ့ရသားအင်မိုကောင်ကဂွေတန်လန်းအရွယ်ကလေးကအတန်းဖို့ကလေးတွေကိုနှိပ်စက်တက်တက်ဇေယျရှိပြီးဖေဖြစ်သူကအကောင်ကြီးကြီးအမိရှိရှိမို့အေးအေးယူခံရတာကြီးကြောင်းထုတ်ခံရတာကြီးပါမရှိမှန်းထပ်ပြောလိုက်ပါတယ်။ခံကြောတို့လည်းစကားပြောနေရင်ကိုချင်းကလွတ်တော်အမဖြစ်ပါစေ။သူရှင်းနိုင်တယ်လို့ပြောကအာရတီသားမတော်ကသူ့နာမည်ဟာနေပါတိုင်းဖြစ်ကြောင်းပြောလိုက်တော့နှကောင်လလက်ဦးတက်အောင်ရင်နေပြီးဝိုင်းဟနေကြပါတယ်။ကိုချင်းလည်းအမတ်ကိုသွားတိတ်ခဲ့ပြီးအမတ်ကကိုကြီးတောင်းစီရှိလို့လားလို့မေးတော့ကိုချင်းကသူ့ဝန်ထမ်းကိုစားသုံးသူကနှိပ်စက်တဲ့အကြောင်းပြောပြီးတက်တဲ့ဖိုင်တွေမှာဖွင့်ပြလိုက်ပါတယ်။အတန်ဖိုင်တွေကအတန်ကအီမိုကောင်ရဲ့အတန်မှန်သိပြီးအမတ်ကသူ့သားက နှိပ်စက်ခတ်မန်တီကကိုချင်းကိုအကြံနဲ့ရောက်လာမှန်တီးလိုက်ပါတယ်အဲဒီအချိန်အီမိုကောင်ကစိတ်တော်နေပြီမီနာရဲ့ဆိုင်ငယ်ကိုမီးရှို့ခက်ကခံကြောလက်ထွက်လာပြီးခံကြောအမြင်တော့အီမိုကောင်ကမတည်သေးမှန်းတီးသွားခဲ့ပါတယ်အမတ်ကိုတော့ရွေးကောက်ပွဲကနေနှုတ်ထွက်ပြီးသူ့ဝန်ထမ်းခံကြောနဲ့မီနာကိုတောင်းပန်ချမ်းသာပေးမယ်လို့ချိန်ချောက်လိုက်ရင် episode 4လေးကပြီးဆုံးသွားခဲ့ပါတယ်ဗျာ